မဲပေးဖို့တရက်ထဲလို့တော့တဲ့အချိန်မှာမဲဆင်းတွေမာယွင်းခဲ့တာကြောင့်မဲပေးခွင့်မရခဲ့တဲ့လူတွေရှိနေပါတယ်။မြမပြည်အလဲပိုင်းမင်းဘူးစကူးမြို့နယ်ဘက်မှာအသက်၈၈နှစ်မပြည့်တဲ့လူတွေမဲပေးရမယ့်စည်ရင်ထဲမှာပါနေပေမဲ့အသက်30 40ကျော်တဲ့လူတွေမဲပေးခွင့်မရရှိကြပါဘူး။ဒီကြောင့်စကူးမြို့ဘက်ကိုရောက်ရှိနေတဲ့ DBB တရက်နောက်ကိုလင်းစစ်အောင်ကိုတိုက်ရိုက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုလင်းစစ်အောင်ကြီးမနက်ဖြန်ရွေးကောက်ပွဲစတော့မယ်ဒီမဲပေးခွင့်မရတဲ့လူတွေရှိနေတယ်လို့ကြားရတယ်ခင်ဗျာ။ဘလို့ကြောင့်မရတာလဲဗျာ။ ဟုတ်ကဲ့ခင်ဗျဒီမဲပေးခွင်ဒီကမရကားတဲ့အကြောင်းကတော့ဗောနော်ဒီဘက်မှာဒီစကူးမြို့ဘူးမြို့နယ်ဘက်မှာဗောဟိုတားဖြစ်နေကြတာကတော့ဒီမဲဆင်းထဲမှာ မပါလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဗောနော်ဒီကြေးရွာမှာမြို့နယ်မှာချက်မြုပ်ပြီးတော့မွေးဖွားတဲ့သူတွေဖြစ်လင်ကစားဟိုသူတို့မဲပေးခွင်မရကြဘူးဗောအဲ့တော့အဓိကဟိုရေကောက်ပဲကော်မရှင်ဒီမြို့နယ်ပေါ့နော်ခရိုင်အစင်းပဲဖြစ်ဖြစ်ဒီမြို့နယ်ဘက်ကကြေးဝအသီးသီးကရေကြီးကော်မရှင်တွေက သူတို့ရဲ့ဒီအကြောင်းပြချက်ကတော့မဲဆင်းထဲမှာမပါလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ပေါ့နော်သူတို့ဒီရွာမှာချက်မြုပ်တဲ့သူဖြစ်နေပါစေမပုံတင်နေစီနေပါစေအကောင်စင်းနေစီနေပါစေဆိုတဲ့အဲအကြောင်းပြချက်နဲ့ပေါ့မဲပေးခွင့်မရကြတာပါခင်ဗျာဒါဆိုရင်မဲပေးခွင့်စင်းထဲမှာပေါ့လေဒီပါတဲ့တဲ့လူတွေကမပါဘဲနဲ့မပါတဲ့တဲ့လူတွေကပါနေတဲ့သဘောလားခင်ဗျာ အဲဟုတ်ပါတယ်ခင်ဗျအဲ့ဒါအဲ့မေခွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဘက်မှာဖြစ်နေတာကအဲမဲပေးတင့်တဲ့ပုံကိုယ်တွေက မပါဘဲနဲ့မဲပေးဖို့ပေါ့နော်ဒီဘယ်လိုပြောမလဲမဲပေးလို့မရတဲ့ပုံကိုယ်တွေကပါမဲပေးမတင့်တာမဟုတ်ပါဘူးမရတဲ့ပုံကိုယ်တွေကမဲပေးရမယ်ဒီစင်းရည်နေထဲမှာပေါ့ဟိုပါနေတယ်ဆိုပြီးတော့ဒီမင်းဘူးစကူးမြို့နယ်ပေါ့နော်ဒီအမျိုးသားဒီမိုတီအဖွဲ့ချုပ်ကိုကိုစားပြုပြီးဝင်ရောက်ရှင်ပြရမယ်ကိုစလဲတွေရဲ့ပြောကြားချက်အရာသိရတာပါခင်ဗျအဲ့ဒါကတော့ဘာပြုလို့လဲဆိုတော့ဒီအခြေခံဥပဒေမှာကိုကအသက်ဆက်စစ်နေပြည့်တဲ့ နိုင်ငံသားတိုင်းကမဲပေးခွင့်ရှိရမယ်ပေါ့နော်အဲ့လိုပြောထားတာဒါပေမဲ့အသက်30ကျော်40ကျော်တဲ့ဒီပြည်ချိုင်းဝန်ကြီးဌာနအောက်ကပေါ့ចောင်းဆရာမတွေဝန်ထမ်းတွေကိုယ်တိုင်ကိုကဒီမဲပေးခွင့်မရဘူးပေါ့ဟောမဲပေးခွင့်ရတဲ့စင်းထဲမှာမပါပေမဲ့အဲ့ဒီကျောင်းဆရာမကဒီမင်းဘူးစကူးမြို့နယ်ထဲမှာပဲပေါ့နော်မဲယုံမှာဒူမဲယုံမှုအဖြစ်တာဝန်ထမ်းဆောင်နေရတာရှိပါတယ်ဒါပေမဲ့အသက်ဆန်းစစ်နစ်မပြည့်တဲ့သူတွေကလည်းဒီမဲပေးရမယ်စင်းထဲမှာပေါ့နော်ပါနေတာတွေကလည်းကျွန်တော်တို့ဒီမင်းဘူးစကူးမြို့နယ်ရဲ့ဒီမဲစင်းတွေအရာ ဟိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခရိုင်ကော်မရှင်ရုံးကောဘာတွေပြောနေတာရှိတယ်ခင်ဗျာအဲဟုတ်ကဲ့အခုလိုသူတို့အမှတ်ပုံတင်လဲရှိတယ်သကောင်စင်းလဲရှိတယ်ပေါ့နော်အဲမဲစင်းရင်းထဲမှာလည်းပထမတစ်ချိန်မပါလို့မလို့ဒုတိယအချိန်မှာပါဖို့ဒီစင်းစစ်တွေကိုသွားပြောတယ်ဒုတိယအချိန်မှာမပါလို့တတိယအချိန်မှာစင်းစစ်တွေကိုသွားပြောတယ်ဒါပေမဲ့နောက်ဆုံးဒီ final အချိန်အထိပေါ့သူတို့ကမဲပေးရဖို့စင်းထဲမှာမပါဘူးပေါ့နော် မပါလို့မလို့ရကြေးကော်မရှင်ကိုသွားပြောတယ်ရကြေးကော်မရှင်ကတော့ဆိုတော့ပထမကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲမဲဆင်းထဲမှာမပါရင်ဒီအိမ်မဒီရွာမှာပဲမှုွေးမှုွေးသကောင်ဆင်းမဲစီစီပါတက်တေကန်လက်မှတ်တွေပဲစီစီမရဘူးလို့ပြောဆိုလိုက်တာကြောင့်ဒီမဲဆန္ဒဆင်တွေကပေါ့နော်အဲမဲအရန်ပေးကျင်တာကြောင့်ဟိုငါးနှစ်တခါမှပေးရတယ်ဟိုစကုမှဆို၅နှစ်တခါတော့မဟုတ်ဘူးပေါ့25နှစ်တခါမှပေါ့နော်ဒီသူတို့ပေးကျင်တဲ့ပါတီကိုပေးခွင့်ရတယ်ဆိုတော့ဒီရွေချက်ကြောင့်ပေးကျင်တာပေါ့အဲဒါပေမဲ့ဟိုပေးကျင်လို့မလို့ရကြေးကော်မရှင်ကသွားတိုင်နေမရဘူး ဒါကြောင့်မလို့ဒီဟိုသူတို့ပေးကျင်နေပေါ့နော်ဒီပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေကိုသွားပြောတယ်အဲကိုယ်စားလှယ်လောင်းတွေကတော့ရဲကြီးကော်မရှင်ကအဲ့ဒီလိုပဲကန့်ကွက်တားမြစ်နေအောင်မယ်ဆိုလို့ရှိရင်သူတို့ကဒီရဲကြီးကော်မရှင်ခရိုင်ကိုကိုလို့ပေါ့နော်မြို့နယ်ဒီခရိုင်ဘိုဟိုတိသူတို့ကန့်ကွက်စာတွေတင်သွားမယ်လို့ပြောပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါကိုလင်းဆက်အောင်လေဒါကတော့မင်းဘူးမြို့နယ်တစ်ပိုက်မှာတရင်တော့ရောက်ယူနေတဲ့ဒီပီပီတရင်တော့ကိုလင်းဆက်အောင်ကိုတိုက်ရိုက်ဆက်တယ်မင်းများခဲ့တာပါဆက်လက်ပြီးတော့တရင်တွေကိုတင်ဆက်ပေးပါမယ်ခင်ဗျ